မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအခုတင်ဆက်ပေးမှာကတော့ဂျက်ရဲ့ပေါက်ကရတွေလုံမဲ့ဇာလန်းလေးပါပဲဘန်ကောက်မြို့လေမှာစိုင်းကယ်တွေအုပ်လိုက်ကြီးစီးလာကြပြီအားလုံးကလည်းတက်ကြွပျော်ရှင်နေကြလို့ပါပဲဒီစိုင်းကယ်အုပ်ကြီးထဲမှာပေါ်နဲ့ဘင်းဆိုးတဲ့တင်ငယ်ချင်းနှစ်ယောက်လည်းအပါအဝင်ပါတနေ့ရအရောက်မှာစိုင်းကယ်ပြိုင်ပွဲတွေလုပ်နေကြတော့မှာပဲရဲကရောက်လာလို့တအုပ်တမကြီးပြေးကြရပါတယ်အဲ့ဒီနောက်မှာတော့မိုးမျောတိုက်ကြီးတွေရဲ့အောက်မှာမှာ တိုင်လေးတွေရဲ့ဘေးမှာမှ ရက်ကွက်လေးတစ်ခုတက်သားအိမ်လေးတွေပေါ့ဒီအိမ်လေးတွေထဲမှာဘောလို့ဇနီးမောင်နှံနေပါတယ်အတူတူအိမ်နေတာမိမလုပ်သူကလည်းတိမ်တိမ်မွေ့မွေ့ပါပဲယောက်ျားပေါ်ခြေထောက်ကြီးတင်လို့မနဲ့လင်းပြီးမို့အလုတ်သွားဖို့နှိုးတော့လေခြေထောက်နဲ့ပါပဲခြေထောက်နဲ့ကောင်းကောင်းနှိုးလို့မရတော့စောင့်ကန်ထဲလိုက်လို့အောက်ကိုပြုတ်ကျသွားပါတယ်ဘောကလည်းအေးအေးဆေးဆေးပါပဲအကြီးတွေပောက်ကရပြောနေလို့အလုံးမလုံးချင်းလို့ဆိုပြီးမိမကမျက်နာကိုအနောက်ကင်းနဲ့မျက်ချက်သုံးချက်စင့်ပြီးကိတ်ထဲလိုက်တာ ွေးပါထွက်သွားပါလေရောတဖက်မှာလည်းဘင်းကသူ့ရဲ့ကျမ်းမာရေးမကောင်းတဲ့အဖေကိုပြုစုနေပြီအမေဖြစ်သူကလည်း "तू မပြုစုတဲ့အပြင်သူ့ကိုပြုစုမနေနဲ့အလုတ်သွားတော့လို့ခိုင်းနေလို့ဘင်းလည်းအမေကိုနှုတ်ဆက်ပြီးအဖေကိုလည်းပြုစုဖို့မှားကမောစီကိုထွက်လာလိုက်ပါတယ်အိမ်ကအတော်ဝေးတာပါဘေးကအိမ်ပါပဲဘင်းကလည်းလှမ်းခေါ်တဲ့အတန်းကိုကြားတော့ပေါ်တယောက်အတော်ပင်တိုင်ပတ်နေပါပြီအိမ်ထဲကိုဟိုကရောက်လာတော့သူ့သွေးတွေကိုမြင်သွားတာနဲ့ဟာမင်းသွေးတွေကဘာဖြစ်တာလဲချက်ချင်းပဲ ီကောင်မကတော့ဆိုပြီးမိမကိုလှမ်းပြီးကျိန်းမောင်းလိုက်တာပါ။သူလှုပ်တယ်ပေါ့။မိမသွေးတွေကသူ့ကိုလားပင်းနေတယ်လို့ခက်တီတီပဲလိမ့်လိုက်သေးတာပါ။ပင်ကလည်းသူ့ကိုပုံပဲခေါ်နေလို့နမ်းပြီးအတန်ထွက်မှန်အောင်သင်ပေးနေရင်ကတွင်းနန်နန်လို့သူ့ဘာသာသူပြန်နှံတော့တတိလေသွားပါတယ်။အဲ့ဒီနောက်မှာတော့တငယ်ချင်းနှစ်ယောက်အလုသွားဖို့အိမ်ကနေထွက်တော့ဟေးမင်းမိမမယူနဲ့။စဆာတုံးကတော့မိန်းကလေးပဲကွ။နောက်တော့စုံစမ်းစစ်ဆေးရမှုဖြစ်သွားတာ။ပြောပြောဆိုဆိုနဲ့ပဲအလုကိုသွားဖို့ပြင်တော့ အနောက်ကနေသူတို့နဲ့အတူဒပီကာကလည်းရောက်လာပြီးအတူလိုက်မှာပါအနာရောက်တာနဲ့ပေါ်ကိုအတင်းလက်ချိတ်ထားလို့မိမဖြစ်သူကအိမ်ပေါ်ကနေလှမ်းမြင်သွားပါလေရောဟဲ့မိဒပီကာငါလင်ကိုလွှတ်လိုက်စမ်းနင်တို့နှစ်ယောက်ဘာညာဘာညာတွေအတန်ထွက်လို့ကတော့ဒီလိုပြောဆိုလုပ်နေလို့လွှတ်လိုက်ရပါတယ်အမကြည့်နေတုန်းတော့ကျမမရှက်လူနိုင်ပါဘူးပေါ်ကလည်းမိမသွားတော့မယ်နော်နေအောင်မေ့နေပြီလားနှုတ်ဆက်ခိုင်းနေတာပါပေါ်ကလည်းခက်တီတီပါပဲဘိုင်းပိုင်လို့နှုတ်ဆက်တော့ထဆဲပါတော့တယ် လက်အုပ်လေးချီပြီးနှုတ်ဆက်ခိုင်းတာပါလက်အုပ်ချီပြီးနှုတ်ဆက်တော့မှမိမလုတ်သူကကြည်နုသွားပြီအိမ်အောက်ကိုစိမ့်တော့ချော်လဲပါလိရောဘောကလည်းငါမိမကလှလဲလှကိုယ့်ရုပ်ကားရလဲနိုင်တာချော်လဲတာတအိမ်အောင်စောင်းနေပြီလားမသိဘူးပြောပြောဆိုဆိုပဲထွက်သွားကြပါလေသူတို့အလုပ်ကိုလည်းတင်းမောနဲ့မြစ်ကိုကူးပြီးမှသွားရမှာပါတင်မောစီနေတော့ဘင်းရဲ့အဖေကျမ်းမာရေးကိုမေးတော့တတ်တာလာပြီလို့ဆိုပါတယ်တကယ်တော့ဘင်းရဲ့အဖေနေမကောင်းဖြစ်တာပေါ်ကယ်လိုက်လို့အသက်ရှင်တာပါပေါ်တယောက်ဘင်းတို့အိမ်ကိုသွားတော့ ဖိုးကြီးကကြမ်းပြင်ပုံကိုလဲနေပြီးတတိလစ်နေတာပါအိမ်ထဲမှာလည်းဘသူမှမရှိတော့သူ့ဘာသာသူ့ပဲမရရအောင်မနိုင်မနေနဲ့ပဲအတင်းဆွဲထုံမှပြီးအိမ်ပြင်ကိုခေါ်ထုတ်ခဏချထားတကားပြန်ပိတ်တကားပိတ်တော့လည်းခေါင်းနဲ့ညက်နေသေးတာပါလူကမေ့နေတာမလို့လဲသွားမှစိုးတဲ့အတွက်ဆိုင်ကယ်ကလည်းတပတ်နဲ့မို့မလဲအောင်ခြေထောက်နဲ့လှမ်းထိန်ထားရပေါ်တယောက်အလုတ်တွေများလို့အဖိုးကြီးကိုခြေထောက်နဲ့ထိန်ထားရင်ဆိုင်ကယ်ပေါ်ကိုရအောင်တင်းဆိုင်ကယ်မောင်းထွက်တော့အနောက်ကနေပြုတ်ကြကြံခဲ့ပြန်ပါတယ် ီတော့ကျိုးနဲ့တိုင်းချီပြီးစေးရုံကိုစူးစားပန်းစားပို့ခဲ့ရတာပါဒါကိုကြားတော့ဘိန်းလည်းသူ့အဖေအသက်ရှင်ရတာပေါ့ကြောင့်မို့ကျေးဇူးတင်လို့နန်းတွေ kiss တွေပါပေးလိုက်သေးတာပါဒီလိုနဲ့စကားပြောကောင်းနေကြတော့စိတ်ကန်းကိုရောက်လာကြတော့ရံပွဲတစ်ခုကိုမြင်လို့တယောက်နဲ့အများဖြစ်နေတဲ့အပြင်မတန်ဆွမ်းကိုဝိုင်းပြီးအနိုင်ကျင့်နေကြတာကြောင့်ဝိုင်းကြည့်နေပြီးဝင်ကုန်မဲ့လူလည်းမရှိတဲ့အတွက်နောက်ထပ်ရောက်လာတဲ့အတွဲကလည်းတေးအောင်ရိုက်လို့အားပေးနေလို့မိကမိန်းကလေးကိုထားတိထည့်လိုက်ပါတယ်ဒီတော့လေသူ့ယောက်ျားကဓာကြီးနဲ့ သူမိမရိုက်ရမလားဖျဲပါလေရောမရပါဘူးပေါ်ကလည်းစိတ်ကြီးပါတယ်ထက်ရိုက်ပြလိုက်ပြီဒီတော့တခြားလူတွေကလည်းဓားတွေနဲ့ဝိုင်းလာကသူတို့ရဲ့အဖေတွေကရဲတွေလို့ဆိုပါတယ်ပေါ်ကလည်းထက်တီးဘင်းကလည်းထက်တီးလိုက်တော့ရှေတိုးလာကြလို့ပေါ်တို့လည်းအကြံအိုက်လာပါပြီဒီတော့အင်ကြီးကြားတဲ့လက်နှိုက်တော့တနတ်ပါတယ်ဆိုပြီးထွက်ပြေးကြပါတော့တယ်တကယ်တော့လက်လုံတနတ်ကြီးပါကြံခဲ့တဲ့အတွဲကလည်းရှိနေပြီကောင်မလေးကိုဖမ်းချုပ်ပြီးချင်းချောက်ကလက်ထက်ကဓားကိုတောင်းလိုက်ပါတယ် ။ဟိုကလည်းဓားကိုမိမပေါင်ကြားကနေပြစ်ထည့်ပေးပါတယ်။တော်သေးတာပေါ့တနောင်းကအပေါ်ကမှုပါ။ဘောကလည်းဓားကိုပြေးပြေးချင်းဆွဲယူတော့ဟိုကလည်းခွေကြသွားပါလိရော။ဓားကိုလည်းဘင်းရဲ့နှာခေါင်းသားကနေဖြတ်ယူလိုက်သေးတာပါ။မိမလှုပ်သူကိုလွတ်လိုက်ပြီးမင်းကရဲရဲသားဖြစ်လို့မင်းအဖေရဲ့သိက္ခာမကြစေနဲ့လို့ဆုံးမစကားတွေပြောပြီးမင်းကရဲရဲသားငါကတော့ကားသမားกว่าဆိုပြီးအော်ဟစ်ပြီးကျိမ့်မောင်းနေတော့ဘေးကလူတွေကလည်းဝိုင်းပြီးပြောကြတဲ့အခါမှာဟိုကလည်းမခံပါဘူး။ ချက်ချင်းပွင့်ပွင့်ထွက်သွားပြီးငွေသွားပါလိမ့်မယ်။မိမဆန်နိုးဆိုပြီးသူကနောက်ကနေတက်စီပြီးဖော်ကင်ကိုတောင်ကောက်ပြီးစီးသွားသေးတာပါ။ဘောတို့လည်းခက်ပေါ်ပေါ်ပါပဲ။စူပါမန်လိုထွက်သွားကြပါလား။ကားကြီးကိုရောက်တော့ဒပီကာကလည်းသူမစပယ်ယာလို့ရမယ်ကားကမမီလိုက်လို့ဘောရိုကားနဲ့အမီလိုက်ဖို့ဖြစ်သွားပါတယ်။ကားနောက်မှာလည်းခိုးကြောင်ခိုးဝါနဲ့လုံနေကြလို့ဘာတွေလုံနေကြတာလဲလို့စဉ်းဟောင်းနေပြီးဘင်းကိုအော်ခေါ်တဲ့အခါမှာတော့ကားပေါ်မှာပါ။ဘယ်ချိန်ကားပေါ်ကိုရောက်သွားလဲသူမသိလိုက်ပါဘူး။ အတွေးတွေအာကောင်ချစ်ပြီးထွေးလိုက်တာချောင်းနေတဲ့လူတွေရဲ့မျက်နှာကိုတက်တက်ပါပဲကားထွက်ဖို့ပြင်နေရင်ကားပေါ်မှာသူ့ကဲကဲဘူးတဲ့လူကိုလည်းတွေးလိုက်မိလို့မိတ်ဆက်လိုက်ပြီးသူ့ကြီးစားနဲ့အစင်မပြေးလို့တရားဘော်ကနေခုံချဘူးခဲ့တဲ့လူပါဘော်ကလည်းဖြောင်းဖြားပြီးကြိုးကြိုးစားစားကဲတင်ခဲ့ဘူးတာပါသူ့ကိုကဲတင်နေရင်မှပဲလုံထွေးနေခြင်းအတင်းဆွဲနေတဲ့ဘော်ကပြုတ်ကြမလို့ဖြစ်နေတော့ဘိုးကပြန်ဆွဲထားလို့ဘေးကလူတွေကလည်းခုံချမယ်လူကိုဝိုင်းပြီးလက်ခုပ်တီးဩပါပေးနေလို့ပေါကလည်းအတော်တင်းသွားခဲ့တာပါ နောက်တစ်ခေါက်ထပ်ပြီးရီးစားနဲ့အဆင်မပြေလို့တရားပေါ်ကနေခုံချမယ်လို့တော့သူ့ကိုဘသူမှအဖက်မလုပ်ကြတော့ပါဘူးပေါ်ရုံနဲ့တွေ့တော့လေခုံချလို့ပြောလိုက်လို့တကယ်ခုံမချတော့ပါဘူးအခုတော့သူ့ရဲ့ကောင်းမလေးနဲ့အဆင်ပြေနေလို့တေးမာရုံကြောက်နေပါပြီပေါ်လေကားဆထွက်တော့ချောင်းနေတဲ့ကောင်းလေးကလည်းကားဆထွက်ပြီးဆိုမှအတင်ပြေတလာကြလို့ဗရိတ်အုပ်ချလိုက်တော့အကုန်လဲကုန်ကြပါလေအမြင်ကတ်တဲ့လူတွေပါနေတာမို့ဗရိတ်ထပ်အုပ်လိုက်တော့အကုန်ဂျုံးပြန်ကုန်ကြပါလေတက်လာတဲ့၄ယောက်ကလည်းကားကိုဗရိတ်ဂျိုးဖြတ်ဖို့ အစီအစဉ်တွေရှိနေကြတာပါသူတို့တိုင်ပင်နေကြချိန်မှာပဲဘင်ကလည်းကားကလိုက်ကောက်ပါတယ်ပြီးတာနဲ့ကားကရပြီအရှိန်တင်လို့ရပြီလို့ပြောလိုက်တာနဲ့တမုံစာပြင်းပါတော့တယ်ကားကလည်းအရှိန်တအားတင်လို့ဘင်လည်းမှန်သားမှာကက်ကန်သွားပါတယ်တပီကားကလည်းသူ့ကားကိုမြင်ရင်ရပ်ပေးပါလို့အာပေါင်းအာရင်တန်တန်နဲ့ကားဆက်တံပါကြော်အောင်អော်ပြောနေလို့စိတ်မရှိတော့တဲ့ဘောကလည်းကားမုံနေရင်ထလာပြီးရန်တွေ့လို့အနောက်ကလူတွေအကုန်လန့်ကုန်ကြပါတယ်သူပြန်ထိုင်တော့လဲအနောက်ကလူတွေကရန်ဖြစ်နေကြသေးလို့ မောင်းနေရင်ပြန်ထလာပြီးတွားပြီးရန်တွေ့နေသေးတာပါဘင်းကလည်းအသေးအံဝင်ထိန်လိုက်ရပြီးအနောက်မှာကားဆီယာကရန်ဖြစ်ကောင်းနေတော့မှာပဲရန်ဖြစ်လို့ကောင်းနေတော့ဘင်းကလည်းကားတိုက်မိတော့မယ်လို့អော်ပြောမှာပဲတတိယသွားပြီးပြန်ပြေးလာတော့တိုင်နဲ့ဝင်တိုက်မိပြန်ပါတယ်ကားကောင်ကန်းကိုပြန်ရောက်တော့မှအားလုံးစိတ်အေးသွားကြပြီးဘင်းကလည်းအနောက်ကလူတွေကိုရန်ထက်မဖြစ်ချနိုင်တော့လို့ဟောက်လိုက်ပါတယ်ဖြစ်ရဲကြတော့မှလည်းမဟုတ်ပါဘူးဒီလိုနဲ့မှတ်တမ်းရောက်တော့မိကတ်တွေပြားနေအောင်လူထားတဲ့တယောက်ကတက်လာပါတယ် သူ့စပင်ကလည်းဖီးလို့မပြီးနိုင်ပါဘူး။နောက်တမတ်တိုင်ကိုရောက်တော့တက်လာသူကဘင်းရဲ့အစာဟောင်းလေးပါ။မြင်မြင်ချင်းပဲငယ်ဘဝကိုအမှတ်ရသွားပါပြီ။ဟိုကသူ့ကိုစင်းရဲလို့ထားခဲ့ပြီးတတိသားနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားတဲ့အတွက်ဘင်းတယောက်ကြေခွဲပြီးကြံခဲ့တာပါ။အခုတော့တတိသားနဲ့ဘတ်စကအတူစီးနေပါပြီ။အခုတော့ဘတ်စကစီးနေပြီပေါ့လို့ဆိုတော့ချစ်တဲ့သူနဲ့ခီးအတူသွားရတော့ဘယ်နေရာပဲဖြစ်ဖြစ်သူနဲ့အတူဆိုသွားနိုင်တယ်လို့ကစ်ထဲလိုက်ပါတယ်။ ဘင်းနဲ့ကားကောင်းကန်းကိုတွားပြီးငိုချင်းချပါလိမ့်မည်။ EX လေးကိုလှည့်ကြည့်လိုက်ငိုလိုက်နေပေါ့။ဘောကလည်းမင်းကငါ့ယူပါတော့မှမချောရင်အသေးကွေးနေဦးမှာပဲ။နောက်ကလူကလည်းငိုပဲငိုတေချောင်းမကြံနဲ့လို့တွားပြောနေလို့ဆဲထုတ်လိုက်ပါလေ။အဲ့ဒီနောက်မှာတော့ဈေးထဲမှာဖုံးကြီးတွေစွမ်းခံနေရင်ရဲကိုမြင်တာနဲ့အတင်းပြေးပါလေ။ရဲတွေကလည်းနောက်ကနေလိုက်ဖုံးကြီးတွေကလည်းစွပြေးလိုပါပဲ။ပြင်းနေရင်ပေါ်တို့ကားနဲ့တိုက်မိမလို့ဖြေသွားလို့ကားပုံကိုအမြန်တက်ပြီးဆက်သွားနေကြတော့မှပဲ ရဲတွေကအမိလိုက်လာပြီးကားပေါ်ထိကိုတက်လာပြီးစွမ်းလိုက်လောင်းတာပါစွမ်းလောင်းဖို့ခါးကတနတ်ကိုဖြုတ်ပြီးဘေးကလူကိုခဏပေးထားလိုက်ပြီးစွမ်းလောင်းပြီးတာနဲ့ပဲချက်ချင်းဆင်းသွားပါတယ်ပေါ်တို့ကလည်းဗတ်စကားကြီးကိုဆက်ပြီးမောင်းလာကြကြီးကားမတိုင်မှာမော်ဒယ်လိုဝေစားထားတဲ့ကောင်မလေးတို့ဖန်တားပါလိရောပေါ်ရောပင်ပါမျက်လုံးတွေပြူးထသွားပြီးဘရိတ်ကိုဝုန်းခနဲ့အုပ်ချပြီးတက်စီပါတယ်ဟိုကလည်းကားပေါ်ရောက်တာနဲ့ခေါင်းဆောင်လုပ်သူကအဝယ်အစားတွေကြီးမာမှုမထိုင်ဖို့တတိပေးလိုက် အားလုံးကိုလိုက်អော်ပြောနေရင်ဘုန်းကြီးကမြင်တော့လန့်သွားသေးတာပါဘောရဲ့ကားမောင်းစကေးကြောင့်အကုန်မထိုင်လို့မဖြစ်တော့ပါဘူးဒီတော့ထိုင်တဲ့အခါမှာတော့ကားကလှုပ်လှုပ်ကလည်းလှုပ်နေတာကိုဘင်းကပေါ်ရင်ရှိုးပါတော့တယ်ရှေးကကားစရာပေါ်လဲနောက်ကြည့်မှန်ကိုတကြည့်ကြည့်နေပါပဲကြီးစားနဲ့ပြဿနာတက်ထားတဲ့လူကလည်းတရည်တီထွက်ကြလာပြီးအနာသွားကတ်လို့ခေါင်းဆောင်ကနရင်လာအုပ်ပါတော့တယ်ဒါနဲ့မပြီးသေးပဲညင်းနေလို့ညီတော်ကိုဆွဲပြီးသူ့နေရာသူထိုင်ခိုင်းလိုက်ရပါတယ်ဒီလိုနဲ့ပရုတ်တွေကြီးပါပဲ။ ကားကခီးဆက်လာရင်မော်ဒယ်တွေအကုန်ဆင်းသွားတော့ခေါင်းဆောင်ကအိပ်ပျော်ပြီးကြံခဲ့ပါလေရောအတော်ကြာမှနိုးလာတော့သူ့လူတွေပျောက်သွားလို့ပြုတ်ပြက်ပြီးပြောနေလို့တပီကာနဲ့ရံဖြစ်ကြပြန်ပါတယ်နောက်မှတန်ရောက်တဲ့အခါမှာတော့ចောင်းသားနှစ်ယောက်နဲ့အရာရှိနှစ်ယောက်တက်လာပါတယ်အရာရှိနှစ်ယောက်ကလည်းနေရာရလည်းမထိုင်ပါဘူးတယောက်နဲ့တယောက်စိတ်ကောက်နေတဲ့ပုံပါပဲမိကလိမ့်နေတဲ့လူကိုလည်းတပီကာတို့ကသွားဆာနေလို့ကျွဲမတွေလို့ပြော့လှော်လိုက်တာကိုခံလိုက်ရပါတယ်ဒီလိုနဲ့နောက်မှတိုင်ကိုရောက်တော့လူနာတယောက်ကားပေါ်ကိုတင်မှုလုပ်ပါတယ တကားကတင်ရင်ခတ်လို့ဖုံးကြီးတွေပြတင်းပေါက်ကနေတင်ကြတာပါဒီဘက်အပေါက်ကနေတင်ဟိုဘက်အပေါက်ကိုခေါင်းထွက်သွားအတင်းအထဲကို ပြန်ထက်အာဒီလိုနဲ့အရာရှိနှစ်ယောက်ကလည်းမတ်တက်ရက်နေတာမဟုတ်ပါဘူးဖုံးကြီးကကိုညီဖို့ပြောတော့လေသူတို့စီးမြင့်နဲ့မကိုက်ညီလို့ပါတယ်မိတ်ကတ်တွေနဲ့လူကလည်းသူကိုညီမဲ့လုံနေလို့အယူတော်ကိုညီတတ်တယ်လို့ထားပြောလိုက်တော့မှဟိုကလည်းသူကအယူမဟုတ်ပါဘူးတရင်ဆိုပြိုင်ပွဲကိုလာတာပါအဆိုပြိုင်ပွဲမှာအထာနဲ့ပေါ့ဗျာစက်သွားကြရအောင်လို့ပြောတာကိုသူ့ကိုရွေးတယ်ထင်နေသေးတာပါ ဆိုခိုင်းတာပါဒီတော့ဆိုပြလိုက်တာပါဖောမှန်နေတဲ့မို့ပြီးအောင်မဆိုရပဲပြန်လွှတ်လိုက်ပါလေလူနာကိုလိုက်ပိုးတဲ့လူကလည်းမျက်နှာမှာတက်တူးအပြည့်နဲ့ပါလူနာကလည်းဘာယောဂဖြစ်လဲမေးကြည့်တော့96ပါယောဂအကုန်ရှိနေတာပါဒီလိုနဲ့တနေရအရောက်မှာတပီကားရဲ့ကားစီယာနဲ့တို့ပါတယ်တွေ့တာနဲ့ဟေ့အကိုခမရကားထွက်တာကြာပြီလေဘလို့လို့ကျွန်တော်ကားကမှီသွားတာလေဘိုးကလည်းကြဲကြဲပြောငါမျက်လုံးမကောင်းလို့အပြန်အလှန်စကနိုင်လူနေကြရင်ကားပြိုင်မောင်းမလား လေးလုံးကောင်မင်းအဖေနဲ့အမေမသိခင်ကတည်းကငါကားမောင်းစားလာတာကွပေါ်ကလည်းတကွခံလိုက်ရပါပြီဘယ်ရမလဲပြန်ကစ်တာပါပဲကျွန်တော်ဆိုတုတ်ပိုးဘဝတဲကဘတ်စကားမောင်းချန်ပီယံဖြစ်ခဲ့တာဗျတစ်ဖက်နဲ့တစ်ဖက်ဖဲ့နေတာကိုဘင်းကလည်းမြောက်ပေးနေသေးတဲ့အပြင်တစ်ဖက်နဲ့တစ်ဖက်ခီးတဲ့တွေကလည်းသူတို့ရဲ့ကားစရာတွေကိုတဝါးဝါးနဲ့အပြိုင်အားပေးနေကြတာပါဒီတော့ကားကစပြိုင်တော့မှာပါတပီကာကလည်းသူကားစရာစီကိုဆင်းသွားကနေပိုးကိုနမ်းသွားသေးတာပါ အောက်ရောက်တာတော့နှုတ်ဆက်နေတော့ဟိုကရံဖြင်းရင်တရွေးထွေးတာသူ့ကောင်းပေါ်ကိုကွက်တီထွေးမိသွားပါတယ်ဒီလိုနဲ့မကြပါဘူးကားပြိုင်မောင်းကြပါတော့တယ်ကားကိုအပြိုင်မောင်းနေကြတော့နောက်ကခီးကြီးတွေကလည်းတစ်ဖက်နဲ့တစ်ဖက်အပြိုင်ပါပဲကားထဲကလူနာကလည်းဟိုရွေ့သွားလိုက်ဒီရွေ့သွားလိုက်နဲ့ပါတပီကာကလည်းပေါ်ကိုအားပေးနေလို့ခြေထောက်နဲ့အကန့်အခန့်ထိပါတယ်ကားတွေကရန်ခါနေတော့တောင်းတောင်ကြီးရက်နေတဲ့အရာရှိတွေလည်းယိုင်သွားပြီးစိတ်ကောက်နေတာပေါ်သွားပါပြီတယောက်ယောက်ကတော့နှွဲ့နေတာပါ ပေါ်လေအားရပါရမောင်းနေရင်ဂီယာထိုးထဲတာကျွတ်ထွက်သွားပါတယ်။ဒီတော့ဂီယာတန်ကိုအတင်းပြန်တက်ပြီးမောင်းတဲ့အခါမှာတော့နောက်ဆုံးပေါ်ကပဲအပြတ်အသတ်နိုင်ရသွားတာပါ။လေကောင်းရှိတဲ့လူနာလည်းတိုင်ပတ်နေပါပြီ။ပေါ်လေမောင်းနေရင်ချေးပါခြင်းလာလို့ကားကိုဘေးထိုးရက်ပြီးတန့်စင်ကအမြန်ပြေးဝင်လိုက်ရပါတယ်။အထဲကိုရောက်တော့အားရပါရလွတ်နေတော့မှပဲ။ခွက်ထဲကနေဇပတ်အုံးမွေကြီးထွက်လာပြီးကြိုက်တာထအော်ပါလိရော။မွေကလည်းမလွတ်လို့မွေကြီးကင်ပြီးအော်ပြီးထွက်လာတော့မှ ကားပေါ်ကလူတွေကအကုန်ဆင်းလာပြီးဝိုင်းဆွဲဖြုတ်ကြပေမဲ့ဖြုတ်မရပါဘူးဒီချိန်မှာမော်ရယ်ခေါင်းဆောင်ကသူလှုပ်တက်တယ်ဆိုပြီးရအောင်ဆွဲဖြုတ်ပေးလိုက်တဲ့အပြင်ငွေစိတ်ကိုပါဆုတ်ထုတ်ပေးလိုက်သေးတာပါပြီးမှဖုန်းကြီးကတကမစပတ်အုံးပွင့်ကအစိတ်မရှိဘူးလေဟမ်အဲ့ဒါဆိုငါဆုတ်လိုက်တာဘာတွေလဲငါအစိတ်တွေဟိမမီးမမြန်းမဲဆုတ်နေတယ်ပေါ်လဲငွေကြိုက်တာဘာမှမဖြစ်ပဲအစုတ်ခံလိုက်ရတော့မှထန်းစင်နဲ့တင်ပြီးခေါ်သွားရပါတယ် ကားပေါ်အကုန်ရောက်တော့ကားမောင်းတက်တဲ့လူကမထိုင်နိုင်လို့မောင်းတက်တဲ့သူဘသူရှိလဲလို့ဆိုတော့မိကကကိုကိုက "तू မောင်းတက်တယ်"လို့ဆိုပြီးမောင်းဖို့ဝင်ထိုင်ပါတယ်။ကားမမောင်းသေးပါဘူးအလကပြင်းနေတော့ပါ။ပေါ်ကိုလည်းရှေးဦးသူနာပြုစုနီးနဲ့ပြုစုပေးဖို့လူတွေရှေ့ကိုရှက်လို့တစ်ဖက်ကိုလှည့်ဘိုးသက်စီဖျန်းအနာချုပ်ဖို့ထုံစည်းကမရှိတဲ့ခါမှာတော့ဘေးကရှိတာနဲ့ယူထုထုံသွားအောင်လို့ပါ။ပေါ်လည်းတအားအော်လို့ပါပဲ။ထုထောင်းပြီးထုံစည်းပေးပြီးတာနဲ့ အနက်ကိုကြိုက်ခိုင်းထားပြီးအနားကိုချုပ်ပေးလိုက်ပါတယ်ပြီးတာနဲ့သူ့ကိုဘေးမှာခြားထားလိုက်ကြတော့တူနာပြုမကလည်းသူ့ဘော်ကနေခွကြော်သွားနေမျက်နာပေါ်ကိုထိုင်မိသွားသေးတာပါဘင်ကလည်းပတ်တီးစီးပေးတာအောက်မစီးပင်မျက်နာကိုတက်စီးထားလို့ဖြုတ်ခမ်းရပါသေးတယ်ကားစရာအစ်တစ်ကလည်းမိတ်ကပ်ပြင်းခေါင်းဖိတာမပြီးသေးပါဘူးဆရာတော်ကဟောက်လိုက်တော့မှ မောင်းတော်တာပါအနောက်ကလေကောင်းရှိတဲ့လူကိုလေနောက်ကခလေးတူကအားပေးပါတယ်မကြတော့ပါဘူးပေတော့မှာပါတယ် ်ဂါကအသေးအတန်မောင်းထွက်သွားတော့လူနာဖြစ်နေတယ်ပေါ်လဲအရှိရွှေ့သွားလိုက်ဘုံကြီးကတပိတ်ဖုံးနဲ့ခောက်ထုတ်လိုက်အနောက်ကိုရွှေ့သွားတော့သူနာပြုတ်မကခြေထောက်နဲ့ဓာလိုက်နောက်ဆုံးမှာတော့လုံးလက်ချလဲလိုက်ပြီးတတိလင်သွားပါတယ်ဒီတော့သူ့ကိုထိုင်းကုံပေါ်ပြန်တင်ဘုံကြီးကအသက်ရှူသေးလားသွားဆန်းပြန်ထိုင်းဖို့လုံနေရင်အချိန်မထိန်နိုင်ပဲလေကောင်းရှိတဲ့လူပေါ်ကိုကြလို့တန်းပြီးလစ်သွားပါတယ်တည်သွားပြီးဖြစ်တဲ့အောက်ကလူနာထန်းစင်ပေါ်ကိုကောက်တင်ဂါကအသေးအတန်မောင်းနေတာကြောင့်လူတီကောင်ကအရှိကိုရွေသွားလိုက် အနောက်ကိုရွေသွားလိုက်နေပါပဲတူနာပြူမကလည်းတက်ခွာပြီးအသက်ရှူလာဆန်းကြည့်တော့ထအလှုပ်လာလို့လန့်သွားပါတယ်ကားကိုမကောင်းကြံမှုပါလာတဲ့လူကလည်းဖုံးကားဆက်ပါတယ်ဒီချိန်မှာပဲចောင်းသားနှစ်ယောက်ကလည်းနောက်မှတိုင်ဆင်းဖို့ဘဲဒီသူဖုံးဝင်တယ်မကင်ဘူးဆိုပြီးပြောသွားသေးတာပါသူတို့ကဗရိတ်ကျိုးဖြတ်ဖို့အစီအစဉ်ရှိနေကြတာပါကားကလည်းအချိန်နဲ့မောင်းနေရင်ဗရိတ်ကတကယ်မမိတော့ပါဘူးကားကထိမ့်မရတော့မိနီကိုရက်မရတော့ပဲဒီတော့ကားဆီယာကလည်းမထူးတော့ဘူးဆိုပြီး ်စီယာတိုင်ကိုလှုပ်ပြီးလက်အုပ်ချပြီးဖျားကိုအာယုံပြုတ်ထားလိုက်ပါတယ်။ကံကောင်းတာပါပဲ။ကားကဘဲမှမတိုက်မိပဲတခြားကားတွေပဲအက်ဆီဒန့်ဖြစ်သွားပါတယ်။ရဲကလည်းမြင်ပြီးသတင်းပို့ပါပြီ။ကားကအခြေအနေမကောင်းပါဘူး။ကားဆရာကတော့ "तू ကဒီအခြေအနေကို तू ဖြေရှင်းနေကြပါလို့အားပေးလိုက်သေးတာပါ"ဒါပေမဲ့ချွေးတွေထွက်မိတ်ကပ်တွေလည်းပြတ်နေပါပြီ။ဒီချိန်မှာတယောက်ကထပြီးကားကိုရက်အောင်လှုပ်ကြမဟုတ်ရင်ကိုကိုကိုအဆုံးစီရင်မယ်လို့နေလို့ကားတွေကလူတွေကလည်းစိုးရင်ကြပါတယ် အေးလှုပ်လိုက်လေလို့ဝိုင်းပြောတော့မှတကယ်မလှုပ်တော့ပါဘူး။ဓာပိလူတယောက်ကထလာပြီးတနတ်နဲ့ချိန်ရင်အားလုံးကိုပါဇက်ပိတ်ထားဖို့ချိန်မောင်းပါတော့တယ်။ပေါ်ကလည်းနိုင်ငံခြားကားတွေကလို့တနတ်ဝင်လှုပ်လိုက်တာ။သူ့ကောင်းကိုသူချိန်ပြီးသားဖြစ်သွားလို့ပြန်ပြီးထိုင်နေလိုက်ရပါတယ်။ရဲတွေကလည်းအစည်းအဝေးခေါ်ပြီးအရေးကြီးတာလုပ်နေကြတာပါ။ဂိယအချောင်းကိုအကျိတ်နဲ့ဆွေးနွေးနေကြတာပါ။ဒီချိန်မှာပဲဗဇက်က၈၃လုံးကပြိပောက်ပြီးအရေးပေါ်ဖြစ်နေတာကိုသတင်းလာပို့ပါတယ်။ ဒါလည်းအရာရှိကဂိမ်းကုန်ပဲဆက်ပြီးဆွေးနွေးနေကြပြန်ပါတယ်။တပတ်မှလည်းဘင်ကရဲတွေအကြောင်းကြားထားပြီးကိုညီဖို့နီးလန့်ရှာနေတယ်လို့ဆိုပါတယ်။ဒီချိန်မှာပဲကားပေါ်ကပါလာတဲ့အဖွဲကလည်းထလာပြီးသူတို့ဒီကားမှာချိန်ကင်ပုံးတတ်ထားတာလို့ဆိုပါတယ်။ဒီတော့အကုန်လုံးလန်သွားကြပါပြီ။သူတို့လေးယောက်မှာဗရိတ်ကျိုးဖြတ်တဲ့လူနဲ့ဘုံတတ်တဲ့လူနဲ့မကောင်းကြံတဲ့လူတွေပါ။အကြောင်းကတော့ပိုးတို့ကိုအညှိုးရှိလို့ပါ။သူတို့တွေအုပ်လိုက်ကြီးကားပေါ်မှာရန်ဖြစ်နေကြတာကို ပေါ်ကရဲစကန်းကိုမောင်းသွားတာကြောင့်အကုန်ဖမ်းခံထိသွားလို့ကလေးစားလာချေကြတာပါပြောရင်ငါဒီဘုံကိုဒီလိုလေးနှိပ်လိုက်ရင်ဘုံကအသက်ဝင်သွားမှာလို့နမူနာလုတ်ပြန်နေတကယ်နှိပ်မိသွားပါတယ်ဒီတော့သူတို့ပါအကုန်လန့်သွားကြပါပြီဘုံကလည်းနောက်တနာရင်နေရင်ပောက်ကွဲမှာပါကားကလည်းဗရိမမီလို့ရက်မရသေးပါဘူးကားမှာဘုံပါတာကိုလည်းရဲတွေကတီသွားပြီးဘလို့ဖြည့်ရှင်းရမလဲအစည်းအဝေးထိုင်ကားရက်ဖို့မဟုတ်ပဲကားကိုသူတို့နေမြေကနေကြော်သွားအောင်လုပ်ဖို့တိုင်ပင်နေကြတာပါ ကားပေါ်မှာလည်းဘုံထောင်တဲ့ကောင်းတွေကိုဝိုင်းတိထားကြလို့ဒိုင်းယာတွေကိုစီနေပါပဲအဲ့ဒီနောက်မှာတော့ပေါ်ရဲ့ကားကဘရိတ်ပေါက်သွားတာကို TV သတင်းကနေကြင်ညာနေလို့မိမဖြစ်သူလည်းမြင်ပြီးစိုးရိမ်သွားပါပြီကားပေါ်ကိုပါလာတဲ့ဖုန်းကြီးတစ်ပါးကလည်းဒီတခါသူအသက်ရှင်ရင်တကယ်ဖုန်းကြီးဝစ်ပါတော့မယ်လို့ဆူတောင်းတာကိုကြားသွားကြပါတယ်တကယ်တော့ဖုန်းကြီးအတူကသူ့အလူခံလို့ရတာတွေကိုစင်ရသားရက်ွက်တွေကကလေးတွေကိုပြန်ပြီးလှူဒန်းပေးတာပါဒါကိုဘေးကနှစ်ယောက်ကလည်းအတင်းဝိုင်းဟောက်ပြောဆိုလုပ်နေကြလို့ ဘောကအနားကိုရောက်လာပြီသူများတွေဘလို့ပဲထင်ထင်ဘလို့ပဲဝေဖန်ကြပါစေလို့ဝင်ပြောလိုက်ပြီသူကရော်ဘင်ဟုတ်ကိုတော်လို့တွေးလိုက်ကြရအောင်တင်ကန်းပဲဝင့်ဝင့်အဝဲကောင်းပဲဝင့်ဝင့်လူကောင်းဖြစ်ကြောင်တတ်တယ်မပြနိုင်ဘူးဒါပေမဲ့စိတ်ထားကတော့ကောင်းတယ်လေဒီတော့ရှင်ပဲဖုန်းကြီးဝိသိမ်ပါတယ်လို့ပြောခံလိုက်ရပြီဖုန်းကြီးကလည်းဒီလိုချီးကျူးခံရဖို့မျှော်လင့်မထားပါဘူးအောက်ကအလောင်းကိုလည်းထိုင်းကုန်းပေါ်ကိုတင်လိုက်ကြပါတယ်ပေါ်ရဲ့မိမကလည်းသူ့ရဲ့အကူရဲကိုတွားပြီးအကူညီတောင်းပြီး ပေါ့ကိုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ပေါ့နဲ့သူနဲ့ကလည်းမိဘတွေကသဘောမတူထားတဲ့ကြားကပဲယူထားကြတာပါစွမ်းလောင်းတဲ့ရဲကလည်းသူတနက်ကြံခဲ့တာကဗရိတ်ပေါက်တဲ့ကဖြစ်နေလို့အတော်စိုးရိမ်နေပါပြီကားပေါ်ပါလာတဲ့ယူနီဖောင်းနဲ့နှစ်ယောက်ကလည်းထိုင်းကုန်းကိုရောက်သွားကြပါပြီတယောက်နဲ့တယောက်စိတ်ဆိုးနေတာကြောင့်စကားမပြောကြတာပါအထင်လွဲနေတာတွေကိုဖြေရှင်းပြီးတော့တယောက်နဲ့တယောက်ပြုံးပြီးအကြည့်ချင်းဆုံလက်ကလေးကိုကင်လို့ပေါ့ဘလို့ကြီးတုံးလို့ရဲတွေကလည်းကားကိုအနီးဆုံးလေးရင်ကွင်းကိုပို့ပြီ ခီးတဲ့တွေကိုလည်းမကြောက်ကြဘူးအတိပေးခိုင်းလိုက်ပြီဒီသတင်းကိုလည်းသတင်းမီဒီယာတွေကမသိစေဖို့အမိန်ပေးလိုက်ပါတယ်သတင်းမှာတောင်ပါနေတာကိုသူတို့ပဲမသိတာပါကားပေါ်မှာနောက်ထပ်တယောက်ကလည်းထပ်ဖောက်ပါပြီသူ့ရဲ့ညီလေးနဲ့အတူတနတ်နဲ့အားလုံးကိုချိန်ချောင်းနေပြီကားဒရိုက်ဘာခုံအောင်ကသူ့ဖွက်ထားတဲ့ပစ္စည်းတွေကိုတွားယူထုတ်လိုက်ပါတယ်သူအနာပဲလူပဲကက်ကက်ပြစ်မှာပါဒီအချိန်မှာပိုးကအနောက်ကတွန်းလိုက်လို့ဝင်းတိုက်မိတော့မှတနတ်ကပြုတ်ကျသွားတဲ့အခါမှာအတူကြီးဖြစ်နေတာပါ ဒါကိုရဲစီကတနက်ရထားတဲ့လူကလည်းဒါကမှအစ်စ်ကြီးမယုံရင်စမ်းကြည့်ဆိုပြီးထိုးပေးလိုက်လို့ဘိုးကစွဲယူပြီးအစ်စ်နဲ့ချိန်ထားပါလေရောဒီတော့မှအကုန်မျက်လုံးပြူးသွားပါတယ်တကယ်တော့သူတို့ညီကိုနှစ်ယောက်ကစင်းရဲပြီးမိဘတွေလည်းမရှိတော့ပဲရုန်းကန်နေရတာကြောင့်ဒီအထုပ်ကရောင်းလို့ရရင်သူတို့အဆင်ပြေကြမှာပါဒီချိန်မှာပဲနောက်ကတယောက်ကလည်းဇိုးကနဲ့ဇာကနဲ့လှုပ်ယူသွားပြီးဖွင့်လိုက်တဲ့အခါမှာတော့အဖြူမုံတွေမဟုတ်ပါဘူးဝက်ဥချောင်းတွေပါဒါကိုသူတို့ကလည်းညီဖြစ်သူဈေးရောက်နေရင် ရဲလိုက်ဖမ်းခံရတဲ့လူတစ်ယောက်ကကလေးကိုအတင်းပေးပြီးထွက်ပြေးသွားလို့အဖြူမုံပဲထင်ပြီးသူတို့ယူပြီးဖွာထားလိုက်ကြတာပါရဲတွေလိုက်ဖမ်းတဲ့အခါမှာတော့ပုံနေပြီလူအလစ်မှာပေါ်တို့ရဲ့ကားခုံအောက်မှာဖတ်သွားလိုက်တာပါဘောကလည်းတရားဟောပါတော့တယ်တမအာစီဝါနဲ့လုံကင်စားဖို့နဲ့မကောင်းတာလုပ်ပြီးဖြက်လန်းကနေချမ်းသာတဲ့လူပဲရှိတယ်လို့မထင်ဖို့နဲ့တမအာစီဝါလုံကင်စားပြီးချမ်းသာတဲ့လူတွေလည်းရှိတယ်လို့ဆိုပါတယ်ဒီတော့ဟိုကလည်းစိတ်လျှော့သွားပါတော့တယ် ကားပေါ်ကိုပါလာသူအားလုံးကလည်းသူတို့ရဲ့နောက်ဆုံးချိန်ဖြစ်သွားနိုင်တာကြောင့်မျက်နာတွေမကောင်းကြတော့ပါဘူးဒီလိုနဲ့လေရင်ကွင်းကိုရောက်သွားတော့ရဲကားတွေလည်းအနားကိုကူညီဖို့ရောက်လာတဲ့အတွက်ပျော်သွားကြပါတယ်ဒါပေမဲ့ကားသွားနေတာက လေရင်ထွက်လာတဲ့လမ်းမပေါ်မှာပါချိန်ကြိမ်ဘုံကလည်းပောက်ကွဲဖို့ကလည်း10မိနစ်ပဲလိုပါတော့တယ်စစ်တပ်ကလည်းကူညီဖို့ကားနဲ့အနားကိုရောက်လာတဲ့အခါမှာပဲလူသဘောတဘာဝကို ပြပါပြီသူအရင်သွားမယ်ငါအရင်သွားမယ်နဲ့ပါချစ်သူကစောင့်နေတာနဲ့ ရင်သားပြင်ဖို့အရင်သွားကျင်တဲ့လူနဲ့ဒီကြားထဲဂိမ်းဆော့ဖို့အရင်သွားကျင်တဲ့ចောင်းသားတွေကလည်းရှိနေသေးတာမှာဒီလိုနဲ့သူသွားမယ်ငါသွားမယ်နဲ့ရန်ဖြစ်နေကြပြီဟိုလူကတနက်ယူလိုက်6လိုက်ဒီလူကတနက်ဆွဲယူလိုက်6လိုက်နဲ့နောက်ဆုံးဖုံးကြီးလက်ထဲကိုတနက်ရောက်သွားပြီဖုံးကြီးအတုကလည်းအရင်တက်သွားပါတယ်ကားချင်းရှင်ပြီးတယောက်ပြီးတယောက်တင်းခေါ်နေရင်အကုန်ရောက်သွားပြီးပေါ်နဲ့ဘင်းတို့ပဲကြံတော့မှခြေလှမ်းတုံးရှိသေးကားကအရှိကိုတအားရောက်သွားလို့မတက်လိုက်ရတော့ပါဘူး ကားရှိမှလည်းလေရင်ကြီးကအနာကိုကတ်အလာမှာပဲမောင်းနေတဲ့လူကဒိုင်းပင်ထိုးချသွားပါတယ်ပေါ်ရုံနှစ်ယောက်ကလည်းတယောက်နဲ့တယောက်အလွမ်းတင်နေပြီးအပြန်အလှန်တောင်းနမ်းနေကြသေးတာပါကားကလည်းတောထဲကိုတိုးဝင်သွားပြီးပြန်ထွက်တဲ့အခါမှာတော့မြစ်ကမ်းဆက်တစ်ခုကိုရောက်နေပြီးရေထဲကိုထိုးချသွားပါတော့တယ်ဒီအချိန်မှာပဲဘုံကလည်းထပြီးပေါက်ကွဲသွားခဲ့ပါတယ်အရန်ချစ်ကြတဲ့သင်ငယ်ချင်းနှစ်ယောက်ကားနဲ့အတူပေါက်ကွဲတဲ့အထဲကိုပါသွားပြီလားမဟုတ်ပါဘူးကမ်းဆက်မှာပြန်တင်နေပြီး ောကလည်းဖောင်းပြင်းနေတဲ့အပေါ်ကိုဘင်းကခေါင်းအုံပြီးတော့ပါအီးတောင်ပေါက်လိုက်သေးပါတယ်ရဲတွေကလည်းအားလုံးအန်ဒီရဲ့ဂိမ်းတယ်လို့ပြောနေရင်အယားရှိကဂိမ်းနိုင်သွားလို့ထောက်အော်လိုက်ပါတယ်အားလုံးကဂိမ်းသမားတွေကြီးပါပဲနောက်ဆုံးမှတော့ဖုံးကြီးအတုလည်းအမှန်တကယ်ဖုံးကြီးဝစ်ပြီးသာသနာပေါင်တဲ့ကိုဝင်လိုက်ပါတယ်ညီအကိုနှစ်ယောက်ကလည်းအေးချမ်းသွားပြီးပေါကလည်းသူနာပြုမလေးကိုကြောက်နေချင်းအနောက်ကနေမိန်းမလို့သူကရောက်လာပြီးခြေထောက်ကြီးထိုးပေးလိုက်ပါတယ် ဒီလိုနဲ့သူ့ယောက်ျားကိုကားနဲ့တင်ခေါ်ပြီးအိမ်ကိုပြန်သွားကြပါတယ်။အမေကားကူမောင်းပေးတဲ့ဆရာသမားကလည်းဘင်တို့ကြိုက်နေတဲ့ကောင်မလေးနဲ့ညားသွားပြီးဘင်တို့နှစ်ကောင်ကတော့ဘေးကြီးပရိသတ်တွေဖြစ်ကုန်တာပါပဲ။ရီးစားပြောင်းနေတဲ့ဘဲကလည်းသူ့ရီးစားနဲ့စုံမိသွားကြပါတယ်။သူလွမ်းနေကြောင်းသွားပြီးရင်ဖွင့်ပေးမယ်မရသေးပါဘူး။သူမတရုတ်ပြည်ကိုသွားเสียရှိသေးတယ်လို့ဆိုကထပ်ဆောင်နေဖို့ပြောပြီးထွက်သွားပါတော့တယ်။အနိုင်ကျင့်တဲ့ရဲရဲသားကိုလည်း ကားပေါ်ကမတည်သေးပဲကြံခဲ့တဲ့လူမိုက်တွေကတွားပြီးစင်းရင်းရှင်းကြပါတယ်။ကားစပယ်ယာဒပီကာကလည်းနတ်ဆီယာမာကြီးဖြစ်သွားပြီးပေါ်တို့ကလက်အုပ်လေးတွေချီလို့တယိုးတသေးပါပဲ။နတ်ပြန်ထွက်သွားတာကြီးကလည်းပက်လက်တောင်လန်သွားတာပါ။ဘင်ကလည်းလောကကြီးကိုအရွက်တိုက်ပါပြီ။ဆိုင်ကယ်အကောင်စားကြီးနဲ့စီတိုင်းမှာချောတာလေးကိုဘေးဖယ်။ဖတ်တီးလေးကိုတင်ပြီးချစ်သူအဖြစ်ခေါ်သွားကဇလန်လဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြီးရှုပေးတဲ့တယောက်ချင်းစီကိုဘဝအမောတွေပြေးပျောက်ပြီး စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးဤဏီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။